အားလုံးပဲမင်္ဂလာပါခင်ဗျာအပင်ရဲ့အထွန်းနှုတ်ကြောင့်မပြောခင်လူကြီးမဲတို့အနေဖြင့်အပင်ရဲ့ဇီဝကာမဖြစ်စဉ်ရတိထားရပါမည်တနည်းအားဖြင့် plants physiology လို့ခေါ်ပါသည်ဒီနံတစ်ခုအောင်မြင်စွာမဖြေထုံးမီအခက်ခဲများပထမဆုံးကြော်ဖြတ်ရပါမည်ဒီနံနဲ့ပတ်သက်သောပိုမောယောဂအပြင် IPN နစ်စနစ်များအားတိထားရပါမည်တိနယ်ပင်ရဲ့ဟော်မုန်းပြောင်းလဲမှုနဲ့ဇီဝဖြစ်စဉ်များအားအနည်းငယ်ချင်းပြပေးပါရစေ။တိနယ်ပင်ရဲ့တက်တန်းကိုလိုက်ရပြောင်းလဲနိုင်သလိုမြေကြီးအနေထားယာဒီဥတုအနေထားကိုလိုက်ရင်လည်းပြောင်းလဲနိုင်ပါသည်။ ဒီနယ်ပင်ရဲ့ဟော်မုန်းစတင်ပြောင်းလဲမှုသည်အပင်ရဲ့အဆင့်မှမျိုးပေါ်အဆင့်အထိအဆင့်ဆင့်ပြောင်းလဲပြီးဟော်မုန်းမျိုးစိတ်အရာမတူကွပြားနိုင်ပါသည်။ဒါ့အပြင်အပင်ရဲ့ဇီဝဖြစ်စဉ်ဆိုသည်မှာဒီနယ်ပင်ရဲ့ရုပ်တွေပင်မြန်တွေ့ရမှုဒီနယ်ပင်ရဲ့ကျန်းမာရေးအကြောင်းဖြစ်ပေါ်လာသောခုတ်ကဲအားကျဆင်းမှုရာသီဥတုတန်းကြောင်းဖြစ်ပေါ်လာသောရေငယ်ခြင်းအရွက်များမလဲခြင်းကြီးထောင်မှုအာနေခြင်းပုံမောကြောင်းဖြစ်တတ်သောဗီဇာဆင်ကဲပြောင်းလဲမှုစသည်တို့ဖြစ်ပါသည်။ ီမဲတော့အနေဖြင့်ကျွန်တော်ယခုတင်ဆက်လိုက်သောစိုက်ပျိုးဗီဒီယိုလေးများအသဘောကျနေဆိုတာက like and share လုပ်သွားနိုင်ပါသည်အပတ်စဉ်စိုက်ပျိုးဗီဒီယိုနဲ့မတူ꿰ပြသောအပင်ရဲ့ဇီဝဖြစ်စဉ်များတင်ပြသွားမှာဖြစ်သောကြောင့် subscribe လုပ်သွားဖို့လည်းမမေ့သွားကြပါနဲ့ဒီနေ့ဖို့ audio